phải, Fine, the outer wall. But it was on the yard. Kana Parmaku. Parmata ka bawa uti ya ki chao. Kama nupa ka hamile. Lidhiyama ki การยาตัวเองปฏิบัตินี้ยาขณะปรมากุปรมาถะกับอาวุธที่ยาที่ชอบธรรมนุปัฏฐานนี้แหละ လက်ကျင်မှာပြီးစားအဲ့ဒီမှာလည်းမြတ်စွာဘုရားကြီးတခုကြီးသောလမ်းကြောင်းဖြစ်တယ်မသိမှာပြိတာကြာစိတ်လက်ကျင်မှာလုံးစိတ်အလက်ကျင်လုံးမိမိတို့စိတ်ဒီသာမန်အားဖြင့်ပြညာကိုအောင်ကြည့် လောဘဒေါသမောဟကိလေသာတို့ကိုဝါးအခုဒီရှင်းစားပြီးတော့ပရမတ်လေးချင်လောက်မိမောင်ရဲ့ပုဂ္ဂိုလ်သတ္တဝါလို့ပြည့်ညံ့တယ်သိတာမိမောင်ရဲ့ပုဂ္ဂိုလ်သတ္တဝါဟုတ်တာမဟုတ်တာထားဒါမိမောင်ပဲယောက်ျားပဲပုဂ္ဂိုလ်သတ္တဝါပဲလို့ အကောင်တည်းပြည့်ညက်ကိုအောင်ပြုလို့မထင်ထင်အောင်မမှတ်မှတ်လေ့ကျင့်လာတဲ့အတွက်မိမောက်တဲ့ပုဂ္ဂိုလ်သတ္တဝါလို့အမှတ်ညင်းဒါကပြည့်ညက်အာယုံနဲ့လောဘဒေါသမောဟဘာနာဒိဋ္ဌိဘူးဒိဋ္ဌိလက်ထိညာဥဒ္ဒကအဟိတိကလောတ္တဝါစတယ်ကိလေသာဖြစ် အုတ်ခန္ဓာပရမရဲ့သဘောလိလာပြီးတော့ဒီသဘောကိုသိတာ ਨੇ အဲ့ဒီသိတဲ့အသိဆွဲသွားလေ့ကျင့်လို့ဒီခန္ဓာရဲ့အဖွဲ့အစည်းဟာဟောက်ပြန်တတ်တဲ့သဘောရုပ်ဆိုတဲ့ အဖို့ရှိသိတတ်တဲ့သဘောနံဆိုတဲ့ဖို့ရှိဒါအမှန်တရားသူသူငါငါသင်ပေးကြားပေးလို့သိတဲ့အစမဟုတ်ကိုယ်ရင်သိအောင်လေ့ကျင့်ဒီခန္ဓာဟာထောက်ပြမှုသဘောလို့ဖွဲ့စည်းထားတဲ့ခန္ဓာလို့ မြတ်စွာဘုရားမြင်တယ်။ဓမ္မမိလေ့ကျင့်ကားနဲ့ဥသိသိအောင်လေ့ကျင့်။ဟောက်ပြန်လဲဆိုတာဟာအေးရလို့မှတ်တဲ့သဘောဟာလည်းပဲဖောက်ပြန်တယ်ပေါ့။ပူရလို့မှတ်လာတာဟာလည်းအမှန်တော့ဖောက်ပြန်တယ်ပေါ့။ရားတယ်ရန်တယ်ထုံတယ်ကျင်တယ် ကြိုက်ကြခဲတဲ့ညောင်းနေညာတဲ့စရည်ဖြင့်ခန္ဓာနဲ့စပ်လို့တမှုထူးကြတဲ့ပြောင်းလဲတဲ့သဘောအားလို့ပေါက်ပြမှုလို့ကြားသိတာသိထားပြီးတော့မှဒါကိုလေ့ကျင့်ခန္ဓာမှာဒီလိုမငြိမ်မသက် ြောင်းလဲတဲ့သဘောစုကိုပေါက်ပြန်နေတယ်ပေါက်ပြန်တဲ့သဘောပဲလို့သိနေမှတ်နေတယ်အသိတရားလည်းရှိအသိတရားရှိလို့လည်းပဲအေးတယ်လို့မှတ်တယ်ပေါက်ပြန်တယ်လို့မှတ်ပူတယ်လို့မှတ်တယ်ပေါက်ပြန်တယ်လို့မှတ်တယ်လူပညာပရမတ်နမေဘုရား ဒါဝမှန်တရားသိတဲ့ပရမအနေနဲ့အေးတာပဲတွေ့တွေ့၊ခူတာပဲတွေ့တွေ့၊ထုံတာကျင်းတာညောင်းတာပဲတွေ့တွေ့ဒါဖောက်ပြန်တတ်တဲ့သဘောပဲလို့သိတဲ့အသိဟာလည်းပဲခန္ဓာမှာရှိဒီလိုဖောက်ပြန်မှုကတခြားသိမှုကတခြားအောင်ပြန်တတ်တဲ့သဘောကတစ်မျိုး သိတတ်တဲ့သဘောတမျိုးအကုန်လုံးစစ်ထုတ်လိုက်တော့ခန္ဓာမှာဒီနှမျိုးကလိုလို့မရှိဘူးဒါပဲရှိဒါဒီခန္ဓာမှာကိုယ်တိုင်လေ့ကျင့်ကိုယ်တိုင်သိရတယ်အသိဖြစ်သွားတော့အမှန်သဘောခန္ဓာရဲ့အမှန်သဘောဆိုတာသူပြောငါပြောလို့မဟုတ်ဘူး ကိုယ်တိုင်သိရတယ်အဲ့ဒီပြောင်းလဲနေတယ်ဖောက်ပြန်နေတယ်ယူရှားနေတယ်တုံ့လုံနေတယ်မငြိမ်မသက်ဖြစ်တယ်ဒါခန္ဓာကိုအခုလိုပြင်ဘက်ကမိမိတို့ငြိမ်သက်နေတယ်လို့ထင်ပေမဲ့အတွင်းသဘောဝိညာဉ်ချက်လေးလာတဲ့အခါမငြိမ်မသက်တာ ဒါရီကဖောက်ပြန်တဲ့သဘောတွေပဲဒီသိကတော့ဖောက်ပြန်တော့သိနေတယ်အစ်ပဲနမုစီနမုစီတော့သိတဲ့သဘောပဲကသမ္မာဒိဋ္ဌိဆိုတယ်မှန်တော့သိတဲ့ဉာဏ်ကပ် ခန္ဓာမဘာတုတူအမှန်တိုင်းသိအောင်လေ့ကျင့်မယ်ဆိုတဲ့အသည့်ကိုကတ်ထားတယ်။ဉာဏ်နဲ့တွေ့လို့ဇောကနဲ့တွေ့မယ်ဖောက်ပြန်တဲ့သဘောပူနဲ့ရှည်ကနဲ့တွေ့လို့ဖောက်ပြန်တယ်။ကိုယ်ကိုယ်နဲ့ကိုယ်ပဲသတိထားရသိတာကြီးခန္ဓာနဲ့တိုက်ကြည့်တဲ့ကိစ္စဟာ ကာယသပတိသဖုဒ္ဓဘေသဥပ္ပစတိကာယဝေဒနာအတွင်းနဲ့အပြင်နဲ့တိုက်တွေ့လိုက်ရင်ကာယဝေဒနာကိုသိသိပါကိုကိုယ်ရင်သိတယ်အပြင်မကအပူရှင်နဲ့ခန္ဓာနဲ့လာတိုက်တွေ့အိုက်တယ်လွေးတယ်ဖြစ်တာတဖောက်တယ် ဒါဖောက်ပြန်တဲ့သဘောပဲလို့သိတာကာယစကိုနဲ့ဖုတ်တပေးစအပူရှင်နဲ့အဲ့ဒါပဋိစ္စဆွဲယူဓာတ်တိုက်ပြလိုက်ဖောက်ပြန်တဲ့သဘောအသိမှန်နဲ့သိတာဘာမှတိတ်ကြည့်ဖြစ်လာအဲ့ဒီလိုပဲဒီလို ထောက်ပြန်တဲ့သဘောလို့သိနေတော့လေလေးဝင်ပြီးတော့အေးဒါလဲကာယစပိုးနဲ့ဖုဒ္ဓဘိစလေတွေ့တယ်တိုက်လိုက်တော့ကာယဝင်ကိုသိသိထောက်ပြန်တဲ့သဘောအဲ့ဒီလူပဲခန္ဓာထဲမှာတရွာရွာတလုံးလုံးတလုံးလုံးတဖြုတ်ဖြုတ်နေ 将来你个东西，你你才叫年龄来了，气。他也是河南的，那是你的体格，你的五官。你看那开马，你怎你的看那么好叫，娇？过来啊啥？对了，没你妈了。 ြုံးလဲနေပါလားပြုတ်ကွေးနေပါလားရှုပ်ရှားနေပါလားကာဟာခန္ဓာရဲ့သဘောအရင်းကောင်ကြီးလေးလေးသဘောမပေါက်သေးဘူးဒီလိုသိလားခန္ဓာကြောင့်တော်တော်လေ့လာမှုရောလှုပ်ရှားတိုင်းရွှေရှားတိုင်း 用来在跑边的，路难过。五百个二千个毛，还是我这里求多别多，工作人多，冲多了。跑边的把哪路？你来的吃药，俺的跑偏吃不，不需要。 မြန်ပါတယ်အမှန်တော့မြန်တယ်နောက်သိလာတဲ့ပေါက်ပြံမှုတစ်ခုပေါက်ပြံနေပါလားသိတာနဲ့ချုပ်သွားသိယုံမဲသိသူချုပ်တော့ပြောက်သွားငြိမ်းသွားတာသူ့သဘောတရားလမ်းဆောင်တယ်ဒါမိမိတို့ဘယ်ပုဂ္ဂိုလ်သတ္တဝါအနေနဲ့မှပြုလို့မရခန္ဓာအနတ္တ သူ့သဘောပေါက်ပြန်လာတာလည်းသူ့သဘောမိမိသဘောနဲ့ခန္ဓာပရမတ်ကိုကြည့်မှဘယ်နေရာမှမိမိသဘောဝင်ပြီးတော့ချုပ်ချယ်လို့မရချောင်တွေ့လာထင်တော့ဒီခန္ဓာကိုကိုယ်ကိုယ်ပဲလို့ထင်လာကိုယ်ပိုင်နဲ့ဆိုင်နဲ့အစိုးရတယ်လို့မှတ်ထားတယ်တကယ်ကုလို့ညံနဲ့ကြည့် ဘယ်ဟာမှအဆုံးမရမပိုင်သူ့သဘောကိုလိုက်သိနေရဒါကိုပဲမှန်မှန်သိရင်တော့ဟုတ်ဘူးပြောင်းလဲဖို့မဆိုထားနဲ့မှန်မှန်လိုက်သိဖို့တော့တော်တော်လေးကျင်အောက်ပြန်တဲ့သဘောဒီသူ့ဟာကိုဖောက်ပြန်ဘုရားကပုဂ္ဂိုလ်သတ္တဝါအနေနဲ့ပုံမှုအိုက်မှု မလို့ခြင်းခန္ဓာကိုယ်မှုအိုက်မှုနဲ့ဖောက်ပြန်နေတာမိမိအလိုတိုင်းမဖြစ်ဘူးသူ့အလိုတိုင်းသူ့သဘောတိုင်းအောဝသဝတ္တနထိနအနတ်သူ့သဘောတိုင်းခန္ဓာလေးလာတဲ့ယောဂီသူ့သဘောအတိုင်းလို့သိရတယ်လမ်းမှာပြုပြင်ဖို့ ချုပ်ချယ်ဖို့မကြိုးစားပါနဲ့ဓမ္မရ။ဘောခန္ဓာဟာသူ့သဘောနဲ့သူဖောက်ပြန်တယ်။ဘောသူ့သဘောနဲ့သူပြတ်သွားတယ်။ခန္ဓာရဲ့သဘောနောက်ကလိုက်သိရင်ပဲဒါမှန်ပြီ။ဒီသိရပေါ့။မသိမှပြိပဒါဆိုတာ။ဘောခန္ဓာသဘောသွားတဲ့ပရမတ်တွေလမ်းစဉ် ဒီပရမလမ်းစဉ်တိုင်းမှန်မှန်လိုက်သိကြမရှိမှာဘူးဘာဖြစ်လဲဆိုတော့ဒီအသိမှာအဘူကလောင်းချမ်းသာဆင်းရဲအညစ်အကြေးဒီကိလေသာမပါခန္ဓာလုံးဖောက်ပြန်နေပါလားပြည့်နေပါလားချုပ်နေပါလားဘောသူ့သဘောတိုင်းသူဖြစ်ပြီးသူ့သဘောတိုင်းသူပြည့်နေတယ် မှန်ပါပြီဗျာဒါသမ္မာဒိဋ္ဌိဆိုတာဒီလိုခန္ဓာရဲ့အကြောင်းအရင်းကပရမတ်မသိခင်ကငါပူတယ်ငါအီးတယ်ငါကျင်တယ်ငါထုံတယ်ငါကိုက်ငါသဘောအနေပဲလို့ဟောငါကိုယ်ပဲလို့မှတ်ဘုခန္ဓာအကြောင်းပြောင်းလေ့ကျင့်ကြည့်တယ် မဟုတ်ပါဘူးသူ့သဘောတရွရွနဲ့ပေါက်ပြတယ်တရိပ်ရိပ်နဲ့ပြက်ပြတယ်တလှုပ်လှုပ်နဲ့ပေါက်ပြန်တယ်တလှုပ်လှုပ်နဲ့ပြက်တယ်တလှုပ်လှုပ်နဲ့ပေါက်ပြန်တယ်တလှုပ်လှုပ်နဲ့ပြက်တယ်သူတို့ကိစ္စသူတို့လမ်းစဉ်သူတို့ရဲ့ထုံထမ်းတိုင် ုကိစ္စကိုဆောင်ရွက်တာခန္ဓာသည်သူကိစ္စကိုဆောင်ရွက်အောက်ပြန်မှုသည်သူကိစ္စကိုဆောင်ရွက်သိမှုဟာလည်းသူကိစ္စကိုဆောင်ရွက်အသိဉာဏ်သည်သူကိစ္စကိုဆောင်ရွက်တာကိုအသိအမှတ်ပြုနေတယ်ဒါဝိသိအဲ့ဒီသိချိန်မှာလိုချင်မှုလောဘကိလေသာမဖြစ်ဘူး မလိုခြင်းမူဒေါသကိလေသာမဖြစ်ဘူးမသိမှုမောဟကိလေသာမဖြစ်ဘူးသိနေတရားလို့ဆိုအဲ့ဒါပฏิပဒါဆိုတဲ့မိမိလေလာထိန်ကြောင်းတယ်အလယ်လမ်းကြောင်းမှအောင်ဆောက်ရှောက်နေတဲ့သဘော ပရိပရာဆိုတာအလေးကျက်လုံးရောခန္ဓာကိုယ်ကိုနှိမ့်ဆက်ပြီးတော့ဆရာဖူဆရာလည်းမလုပ်ဘူးခန္ဓာမှာအသိမှဖြစ်အောင်အမှန်တရားဆိုတဲ့ပရမအဲ့ဒီပရမအတိုင်းသိအောင်လေ့ကျင့်မှုလုပ်တယ်ဒီသိခိုင်အောင်မြဲအောင်ဒီတည်းသိအောင်အမှန်ဘက်ကယက်တည်ပြီးတော့လေ့ကျင့်ဒါပရိပရာလို့ 绿金啊龙，念绿金啊，看那时候挤笔着念哈绿金，你看那旁、啊、边的这是我的孙女的书，你的看那，这是我的孙女的看着，看那，的旁边不孙女就别别比你看着往里边看那，扎死的？看那一次啊，够多。 အဲ့ဒါကိုဒီအသိညာသိနေတာထောက်ပြန်နေပါလားပြည့်နေပါလားတခန္ဓာရဲ့အမှန်ကိုသိတာထောက်ပြန်နေတဲ့ခန္ဓာကိစ္စထောက်ပြန်နေတဲ့ခန္ဓာပဲလို့သိတာညာကိစ္စထောက်ပြန်နေတယ်ထောက်ပြန်နေတယ်လို့သိတာညာ rinya kanama ma ma yau lejim lou pe la ma si ma pri bra dan ni dan naw ga sa yau jaro pri bra sou ma pa ma pri bra awaisa so le ma si ti yau chou te lejim lou မာနဲ့ပရမတ်ကိုမာနဲ့အတိုင်းသိတယ်သိအောင်လေ့ကျင့်ဘူးဟုတ်မိမိတို့ကအဲ့ဒီလေ့ကျင့်မှုလေးလုပ်ကြတယ်ဘွားရင်းနဲ့လည်းလေ့ကျင့်မယ်ထိုင်ရင်းနဲ့လည်းလေ့ကျင့်မယ်ရက်ရင်းနဲ့လည်းလေ့ကျင့်မယ်လျှော်ဝင်းနဲ့လည်းလေ့ကျင့်မယ်မြင်ရင်ကြားရင်နားရင်လှည့်ရင်ထီရင်သိရင်ဣရိယာပု၄ပါးအာယု၆ပါး မူလကမ္ဘာ10ပါးတဲ့မှာလက်ဆိုပြားလေ့ကျင့်ဖို့မူလကမ္ဘာ10ပါးမိမိတို့စွန့်နိုင်တဲ့ဣရိယာပုတ်စွန့်နိုင်တဲ့အာယုလေ့ကျင့်အောင်ထိုင်တဲ့ဣရိယာပုတ်နဲ့လေ့ကျင့်တယ်ရွာရွာတလုံးလုံးတစ်စုံလုံးနဲ့ဖောက်ပြန်နေပါအတားကြီးပြက်နေပါ ောက်ပြီနောက်အာယုနဲ့ပတ်သက်ပြီးတော့ကာယသပရိသပြပ္ပိသဥပ္ပစတိကာဝုန်ကိုသိသိဒါအာယုနဲ့ပတ်သက်ပြီးသိချင်တယ်ကြောရောနဲ့တွေ့လာတယ်ဒါခန္ဓာနဲ့ပတ်သက်တဲ့ပေါက်ပြောက်မှုတွေကြောရောတရှိရှိတသုတ်သုတ်ဒါပေါက်ပြဲတဲ့သဘောတွေပဲ ခန္ဓာပေါက်ပြန်တဲ့သဘောကြီးပြက်ပြီးတော့နေတာကလောလူဘာမှမရှိဘူးနေပြမှုကြာတော့ယုံကြည်မှုဖြစ်လာရောက်ခန္ဓာရဲ့ပရမသဘောဆိုတဲ့ပေါက်ပြန်မှုကိုပြက်တာစိတ်ယုံကြည်လာတော့ဒီသဘောတရားလွယ်ပြီးတော့မိမ့်ပေါ်ကြပုံကိုသတ်တော့ဆိုတာ အပြင်ဘက်ကပြောတဲ့အပြောမှာပဲရှိတယ်။အပြောတဲ့ဆိုပြောတဲ့ဆိုတဲ့စကားကိုမှတ်ထားတာပဲရှိတယ်။တကယ်တော့ဒီသဘောတရားလို့လို့မရှိဘူး။အခိုင်အမာလေ့ကျင့်ရ။ဒါဆိုရင်ဖိလိသဝင်ဘက်ကကျေတော့ ခန္ဓာပရမတ်ကိုသိနေရင်ဘောရင်ရရင်ထိုင်ရင်လျောင်းမြင်ဘယ်လိုသိခန္ဓာရဲ့အမှန်တရားကိုအမှန်တိုင်သိဖို့မြင်ဖို့ပရနာခန္ဓာပရမတ်သာမြင်မယ်ဆိုရင်မြင်ရင်ကြားရင်နားရင်လျှင်ရင်ထိရင်သိရင်ဘယ်လိုသိသည် တတ်မှတ်နေတို့အရင်ကဖြစ်တဲ့ပရမတရားခန္ဓာမှာရှိရတာလေဒီပရမတရားကိုမသိမမြင်လို့အာသုကဝပုထုဇနောရူပအတ္တတော်သုံးလို့ပတ်တယ်ခန္ဓာပရမတ်ကိုမသိလို့ပေါက်ပြန်တဲ့သဘောတရားကိုအတ္တတော်ဆိုတဲ့ငါသူလူနာမိမောက်ကြလို့မှတ်တယ်သက္ကာတိဖြစ်တယ်ခဲ့ တကယ်လို့သဘောတရားအမှန်ပရမတ်ကိုအောက်ပြန်တယ်လို့သိပါရဲ့ကျက်တယ်လို့သိပါရဲ့ပြညာနဲ့ပတ်သက်တဲ့သက်္ကာတိဖြစ်ဖို့မလိုတော့သက်္ကာတိဖြစ်เสียအကြောင်းမရှိအဲ့ဒါမသိဆိုတဲ့အဝိဇ္ဇာနေရာမှာသိဆိုတဲ့ဝိဇ္ဇာညာလက်ကျင်မှုနဲ့အစာထိုးတယ် အဲ့တော့တရားအထုတ်ပဲဆိုတော့ခန္ဓာကိုမညာမတားနှိမ့်စက်ညှမ်းပန်းတဲ့အလုံမျိုးနဲ့ရှာလို့လို့ဖြစ်တယ်။ညစောပြာအလောင်းတော်ဥရဝလာတော်မှာ6နှစ်တိုင်နဲ့ငါမှားခဲ့ပြီလို့ပြောတာဒါဒီပါဒုက္ခရကာရိတယအနတ္ထသာဟိတယဘုပ္ပမဆင်းရဲပြီးတော့အကျိုးမရှိတဲ့ကိစ္စပဲလို့ပြန်ပြောတာ ဓာရီသိတော်မူမြင်တော်မူတဲ့အတွက်ကိုရောရဲ့ဝါရောင်းရှင်းဥစွာထုတ်ဖို့ကြီးညာတော့မဇ္ဈိမပရိပရာဆိုပြီးထုတ်ဖို့ကြီးညာလုံအောင်မကျင့်အသည့်လွတ်မနေနဲ့သိလဲသိပါခန္ဓာကိုယ်သက်သက်ပါပါပြီပင်ပါဆင်းရဲအောင်ညှင်းစေမကျင့်ညက်စော်ပြား काबाजू खाली का अस्त्र आटा गिला भरा अस्त्र सोचा अस्त्र न पाकी लिया जैसे लंच हो गया तेरा रिया अल्लुक चिते मेरी मापरी भरा अल्ले लंच हो से या जो ये काबाजू खाली का अस्त्र ते आटा गिला भरा अस्त्र अस्त्र लोटे အလေးကျက်တာသာဆိုင်ဒီလိုခန္ဓာမှာမသိမရှိအောင်ဉာဏ်လေးလာပါသိရမတရားဘူးသိရုံကလွယ်လို့ခန္ဓာကိုယ်ပင်မဆင်းရအောင်ဉာဏ်စင်မထားလဲရသော်ပြသတိပ္ပံမှာဟောတဲ့လှုပ်မှုရှားမှု မျိုးစုံဣရိယာပုကြီး၄ပါးဣရိယာပုငယ်ပေါင်းမြောက်များစွာရှေတမှုနောက်ဆုံးမှုတဲ့ရကြီးမှုဝေးကြီးမှုဝေးမှုဆမှုအဘုဒ္ဓင်္ဂဝုံမှုယုံမှုစကားပြောမှုတိတ်တိတ်နေမှုအိတ်မှုလုံးမှုစတဲ့ရွေးရှားမှုလှုပ်ရှားမှုမျိုးစုံပါသံပဇာနာကာရီအသိပညာနဲ့သိနေတယ် အဲ့ဒီမှာဆိုင်ရဆိုင်ရသမားကြီးပြီးပါသွားတာအဲ့ဒီတော့မိမိတို့ပရမတ်ကိုသိဖို့သာပရဏသမာဓိလုပ်ကိုကရုသဆိုင်မလုပ်ဘူးသဘောတရားတစ်ခုကိုသိနေတဲ့အခါမှာသမာဝါယမမိမိတို့လုံလောက်ပြီးပါတယ်သမာသတိ အရုဒ္ဒဆိုင်လို့ပါတယ်။ပါရင်သမာသမာဓိဆိုတာသူ့ရဲ့အကျိုးတရားပါလာပြီးသမာဓိ။ဒါသမာဓိရှိနေရှုမယ်သမာသင်္ကပ္ပနဲ့။အစီအစဉ်လုတ်ပေးတယ်။သမက်ကငါလုံးအလုတ်ချက်ဒီသမာဓိရှိရှုချက်တစ်ခုသာပေါ်လွင်တော့နောက်ပိုင်းကပြုတ်ပြေးတယ် မကလေးလုံးဒါရီအတွင်းငုံပြီးတော့ပါလာ။ဖောက်ပြန်တဲ့သဘောတစ်ခုသိတဲ့နေရာမှာသမာဝါမပါတယ်။သမာသတိပါတယ်။သမာသမာဓိပါတယ်။သမာစေကပါပါ။မိမိတို့ကတသိပဲဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်။သမာဓိဖြစ်ပြီ။အခြားយ៉ាងသာလာတော့တရိမထာတရိထားဖို့လည်းမလိုဘူး။သူ့ဘာနဲ့သူပါပြီလား။ ယောဂီတို့ကသိရမယ်ပါမအမှန်မမှန်သိဖို့ပဲဘယ်လိုဆိုင်ပါမမှန်သိနေရင်ကာမအဆုံးအတ္တအဆုံးလွတ်သွားမယ်ဒီအဆုံးလွတ်လို့အလေလမ်းကြောင်းသိနေရင်ချမ်းသာအဆုံးကိလေသာအဆုံးဆေးရဲကိလေသာအဆုံးလွတ်သွားမယ်အဲ့တော့ ဖောက်ပြန်တဲ့သဘောပြည့်တဲ့သဘောဒါဘူတော့ခန္ဓာမှာနေရာနှက်တက်နေပြတိုက်ပြီးပါခန္ဓာကိုနေရာပြင်မှု ပြောင်းမှုဒီပေါ်မှာခရုမဆိုင်ပါဘူးမခံစားတဲ့အချိန်မှာပြောင်းပြပါကြာကြာမထားနဲ့မိမိရှိတဲ့သိတဲ့အသိဉာဏ်ကိုသွားထိခိုက်နေရာပြင်မှာအချိန်နည်းပါ လိုအပ်တာဟာဉာဏ်လက်ကျင်ကံဒီဉာဏ်ခန္ဓာမှာသိနေဖို့လိုတယ်ဆိုတော့မင်းစိုက်တာခန္ဓာကြီးအကြောင်းမို့ဉာဏ်ကြီးအကြောင်းမိမိတို့သိဉာဏ်ဟာခန္ဓာမှာပါမတ်ကိုအမှန်သိလို့တော့ဖြစ်ဘယ်လိုနေပြီးသိသိဒါမှမဟုတ် အဲ့ဒီတော့မိမိခန္ဓာကိုပရမတ်ဆိုတဲ့အမှန်တရားကိုရှိတဲ့ခန္ဓာကိုလေ့လာလေ့ကျင့်တဲ့အသိဉာဏ်ဟာတရားသဖြင့်သိဖို့လိုတယ်။အဲ့တော့ခန္ဓာပရမတ်ကအမှန်တရားမိမိတို့အသိဉာဏ်ကကာမဒိဋ္ဌိဆိုတဲ့အမှန်ဉာဏ်ဖြစ်တယ် မိမိခန္ဓာကိုဆံပြရခြင်းပြားသည်အလေးကျင့်လုပ်ပြီးတော့လေ့လာတဲ့အခါမှာတတ်နိုင်မြတ်ခန္ဓာသဘောပေါက်ပြန်တဲ့သဘောတွေကိုသိဖြစ်အောင်တော့လေ့လာပါအဲ့ခန္ဓာကိုနှံ့အောင်သိတဲ့အသည့်အသည့်မှန်တဲ့ သိပြီးရတော့ဒီခန္ဓာကိုယ်တစ်ခုလုံးပုံမှာဘာလို့ရရှင်းလဲအဲ့တော့ခန္ဓာလေးတင်မှုလုတ်တယ်အလုတ်ပါမဆိုတဲ့ခန္ဓာဖွဲ့စည်းကြတဲ့အမှန်တရားကိုအမှန်တိုင်းသိနေပို့ပါလူရင်းကိစ္စပဲသဘောထား